မြေစီမပြည်သက်များအောင်မဲမင်္ဂလာပါဧပြီလ9ရက်နေ့ည9:00နာရီတမြေစီမပရိုင်တိုင်းမြေစီမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ငလင်ကြောင့်ပြိုကျအဆောက်အဦတွေကိုစမ်းစစ်ချက်ရယူနိုင်မှသာနောက်ငလင်တွေအတွက်ကြိုတင်ပြင်ဆင်နိုင်မယ်ဆိုတဲ့သတင်းအိန္ဒိယစင်ကာပူနဲ့မလေးရှားနိုင်ငံကငလင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့တွေပြန်လည်ထွက်ခွာတဲ့သတင်း မန္တလေးငလင်တန်တင့်နေအိမ်တွေကိုအင်ဂျင်နီယာတွေကကိုထူကိုထကွင်းစင်းစစ်ဆေးပေးနေတဲ့အကြောင်းနဲ့ပုတ်ရန်မင်းကြီးဖရန်စစ်ကျမ်းမာရေးတိုးတက်လာပြီးအများပြည်သူရှေ့ပြန်ထွက်လာတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါငလင်ကြောင့်ပြိုကျအဆောက်အဦတွေကိုစမ်းစစ်ချက်ရယူနိုင်မှသာနောက်ငလင်တွေအတွက်ကြိုတင်ပြင်ဆင်နိုင်မယ်ဆိုတဲ့သတင်းနဲ့ဆက်လက်အောင်ပါ ပြီးခဲ့တဲ့မက်ချ်လအတွင်းကလှုပ်ခတ်သွားတဲ့အင်အားကြီးငလျင်ကြောင့်ပြိုကျပျက်စီးသွားခဲ့ရတဲ့အဆောက်အဦတွေကိုစမ်းစစ်ချက်စစ်ဆေးချက်တွေရယူနိုင်မှသာ နောက်လာမယ့်ငလျင်တွေအတွက်ကြိုတင်ပြင်ဆင်နိုင်ဖို့ပညာရေးပိုင်းဆိုင်ရာအချက်လက်တွေရနိုင်မယ်လို့ငလျင်ပညာရှင်နဲ့စောက်လုပ်ရေးပိုင်းဆိုင်ရာအင်ဂျင်နီယာတွေကပြောပါတယ်ပြိုကျအဆောက်အဦတွေကိုစမ်းစစ်ချက်ရယူနိုင်မှသာနောက်မှာငလင်တန်းခံနိုင်မဲ့အဆောက်အဦဒီဇိုင်းတွေရေးဆွဲနိုင်မှာဖြစ်သလိုငလင်ပြည့်ရွေတွေကိုလေ့လာနေတဲ့ပညာရှင်တွေ မြေအောင်မြေစည်းလွားတွေအကြောင်းလေ့လာနေတဲ့ပညာရှင်တွေအတွက်အရေးကြီးတဲ့ပညာရပိုင်းဆိုင်ရာအချက်လက်တွေရရှိနိုင်မှာဖြစ်တယ်လို့ငလင်းပညာရှင်ပေါမောက်ခဒေါက်တာမျိုးတန်ကပြောပါတယ်။ မြန်မာနိုင်ငံမှာငလင်းတိုင်းတာရေးဆက်ပစ္စည်းတွေကိုအဓိကတာဝန်ယူထားတဲ့ဌာနဟာစစ်ကောင်စီလက်အောက်မှာရှိတဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဖြစ်ပြီးအဲ့ဒီဌာနအနေနဲ့ငလင်းလှုပ်ခတ်ပြီးတဲ့အခါဘယ်ပမာဏနဲ့ဘယ်နေရာကိုဦးတည်လှုပ်ခတ်သွားတယ်လို့ထုတ်ပြန်ရုံသာတာဝန်ရှိတာမဟုတ်ဘူးလို့ဒေါက်တာမျိုးတန်ကပြောပါတယ်။ လက်ရှိအချိန်မှာပြိုကျအဆောက်အဦတွေကိုစမ်းစစ်ချက်ရယူနိုင်မဲ့အခြေအနေမရှိသေးပဲမပြိုကျသေးပဲငလျင်ကြောင့်ထိခိုက်ပျက်စီးသွားရတဲ့အဆောက်အဦတွေကိုပဲဦးစားပေးအနေနဲ့စစ်ဆေးပေးနေရတဲ့အခြေအနေဖြစ်ကြောင်းမန္တလေးမြို့မှာအဆောက်အဦတွေကိုလိုက်လံစစ်ဆေးပေးနေတဲ့ဒေတာတွင်းအင်ဂျင်နီယာတွေအစုအဖွဲ့မန္တလေး Aquit in Assessment Group MEAG ကပြောပါတယ် ငလင်ကြောင့်ထိခိုက်ပျက်စီးမှုများခဲ့တဲ့မြို့ကြီးတွေဖြစ်တဲ့နေပြည်တော်စကိုင်းနဲ့မန္တလေးတို့မှာအစိုးရအဆင့်နိုင်ငံတော်အဆင့်ပျက်စီးတိုက်တာအဆောက်အဦတွေကိုစစ်ဆေးပေးတာနေထိုင်ဖို့တင့်မတင့်အကြံပေးတာတွေမရှိသေးပဲအရက်ဖက်စေတနာပညာရှင်တွေကသာလုတ်ကင်ပေးနေကြရတယ်လို့ဒေသခံတွေစီကတရားဝါတယ်။ ။အလင်းလောက်ခတ်ပြီးတဲ့နောက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့အရက်ဖက်အဖွဲ့အစည်းတွေကပဲအဓိကထားလို့ကိုထူကိုထလုတ်ကင်နေကြတာဖြစ်တဲ့အတွက်စစ်ကောင်စီအနေနဲ့အဲ့လိုစမ်းစစ်မှုတွေစစ်ဆေးမှုတွေပြုလုပ်လာလိမ့်မယ်လို့မထင်မြင်ကြောင်းနဲ့လက်ရှိအချိန်ထိလည်းစစ်ဆေးချက်စမ်းစစ်ချက်ရယူခြင်းမရှိသေးဘူးလို့မန္တလေးမှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတူကပြောပါတယ်။ အိန္ဒိယထိုင်းနိုင်ငံဘန်ကောက်မြို့မှာတော့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင်းအထက်30မြင်းပြည်နယ်စင်းစစ်ရုံးအဆောက်အဦပြိုကျသွားခဲ့ရာသတင်းဘက်တစ်ခုထဲမှာပင်အဲ့ဒီအဆောက်အဦကအရွယ်စားအမျိုးမျိုးသောတံမဏိတုံးနမူနာတွေကိုစုဆောင်ပြီးစံချိန်စံညွန်းပြည့်မီလာရှိမရှိ စစ်ဆေးဖို့အတွက်ဓာတ်ခွဲကန်းစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပြင်ငလင်ကြောင့်ထိခိုက်ခဲ့တဲ့တိုက်ခန်းတွေအဆောက်အဦတွေကိုလည်းသတင်းပတ်တစ်ခုထဲမှာပင် အများစုကိုစစ်ဆေးပြီးစီးပြီးတဲ့နောက်နေထိုင်ဖို့တင့်မတင့်ဆုံးဖြတ်ချက်တွေပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာငလင်ဘေးကူညီကယ်ဆယ်ရေးအိန္ဒိယစင်ကာပူနဲ့မလေးရှားအဖွဲ့တွေပြန်လည်ထွက်ခွာတဲ့သတင်းနဲ့ဆက်ရအောင်ပါမြမငလင်ဘေးကိုလာရောက်ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့အိန္ဒိယစင်ကာပူနဲ့မလေးရှားကအဖွဲ့တွေပြန်လည်ထွက်ခွာသွားကြပြီလို့သက်ဆိုင်ရာအဖွဲ့တွေရဲ့ထုတ်ပြန်အတည်ပြုချက်အရသိရပါတယ် ငလင်ပေးရှာဖွေကယ်ဆယ်ရေးဆက်ရက်နှီးပါကြာကူညီပေးပြီးတဲ့နောက်အခုလိုပြန်လည်ထွက်ခွာသွားကြတာဖြစ်ပါတယ်။ငလင်လုတ်ခတ်ပြီးတဲ့မတ်လ29ရက်နေ့မှာအိန္ဒိယအဖွဲ့နဲ့စင်ကာပူအဖွဲ့မတ်လ30ရက်နေ့မှာမလေးရှားအဖွဲ့တို့ဟာအရှာဖွေကယ်ဆယ်ရေးပြုလုပ်ဖို့အတွက်မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်အိန္ဒိယအဖွဲ့ကမန္တလေးမြို့မလေးရှားအဖွဲ့ကစကိုင်းမြို့နဲ့စင်ကာပူအဖွဲ့ကနေပြည်တော်ကောင်စီနယ်မြေတွေက မြို့နယ်တွေနဲ့မန္တလေးတိုင်းပျော်ပွဲမြို့တွေမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်ပေးကြတာဖြစ်ပါတယ်။ဖျားပြင်းငလင်ကြီးလှုပ်ခတ်သွားတဲ့မြန်မာနိုင်ငံစီငလင်ကူညီကယ်ဆယ်ဖို့အတွက်အိန္ဒိယနိုင်ငံတွေအာဆီယံဒေသတွင်းနိုင်ငံတွေနဲ့စစ်ကောင်စီရဲ့မဟာမိတ်ရုရှားနိုင်ငံတို့ကပါရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဆက်လှုပ်ပေးကြတာဖြစ်ပါတယ်။ အင်အားကြီးငလင်တံကိုမန္တလေးမြို့နဲ့စကိုင်းမြို့တို့ကအစိုးရဆုံးခန်းစားခဲ့ရတာဖြစ်ပြီးငလင်ကြောင့်ထိခိုက်ဒေဆုံးသူဥယေဟာစစ်ကောင်စီရဲ့ Ebola 6ရက်နေ့ထုတ်ပြန်ထားတဲ့စာရင်းအရဒေဆုံးသူ3455ဦးထိခိုက်ဒဏ်ရာရရှိသူ4840ဦးနဲ့ပျောက်ဆုံးနေတဲ့သူဟာ214ဦးရှိနေပါတယ်ခင်ဗျာချောင်းနယ်သုံးပံလရွာကိုလေကြောင်းကနေတိုက်ခိုက်မှုပြည်သူ3ဦးဒေဆုံးတဲ့တဲ့တင်ကိုပြောပြပေးပါမယ် စကိုင်းတိုင်း6ဦးမြို့နယ်3ပန်လကျေးရွာကိုစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရမှာနေအိမ်တလုံးပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်အတွင်းမှာရှိနေတဲ့အသက်60ဝန်းကျင်မောင်နှမ3ဦးသေဆုံးသွားခဲ့တယ်လို့6ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖာစီကတရားဝါတယ်။ ဧပြီလ6ရက်နေ့ည7:28နာရီ28မိနစ်အချိန်မှာအနောက်မြောက်တိုင်းစစ်ထဏာချုပ်ကတက်လာတဲ့စက်တက်လေထီပါရာမော်တာနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ချောင်းမြွနယ်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်အခက်ရက်စဲထားမှာဖြစ်ကြောင်းကြေညာထားပေမဲ့လည်းချောင်းမြွနယ်အတွင်းမှာတော့နေ့စဉ်ဒီပါပါရာမော်တာတွေပြန်ဝဲနေသလိုတိုက်ခိုက်မှုတွေလည်းပြုလုပ်နေတယ်လို့ချောင်းမြွနယ်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရယ်စစ်ကောင်စီကတော့သူတို့အာဏာတည်မြဲရေးနဲ့ကိုကျိုးစည်းဝါအတွက်ကတော့လုံနေမှာပဲကျင့်ဝတ်စည်းကမ်းရှိတဲ့အဖွဲ့အစည်းလည်းမဟုတ်ပါဘူးလို့သူကပြောပါရယ် စစ်ကောင်စီတပ်ဖွဲ့ဟာချောင်းမြုံနယ်အတွင်းမုံရွာနားမခါကတက်လာတဲ့ပါရာမော်တာတွေနဲ့ဘုံကျဲတိုက်ခိုက်တာရှိသလိုမြေပြင်ကနေလည်းစစ်ကြောင်းထိုးဝင်ရောက်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့ညတကောင်ကျော်အချိန်မှာလည်းချောင်းမြုံနယ်ငါးရှံကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတဲ့နောက်နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ရမှာနေအိမ်ပေါင်း၁၀၀ကျော်မိလောင်ပျက်စီးသွားခဲ့တယ်လို့ချောင်းဝင်းခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တူကမျက်စိမှောက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာစကိုင်းမုံရွာလမ်းပိုင်းပေါ်ကချောင်းဦးမြို့နယ်နဲ့မြင်းမူမြို့နယ်တွေမှာလည်းလမ်းပိုင်းဆိုးမှုမှုရရှိဖို့အတွက်အင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကတည်ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာချောင်းဦးမြို့နယ်မှာပါရာမော်တာတွေအုံပြူတိုက်ခိုက်နေပြီးတော်လိုင်းအဖွဲ့တွေနဲ့ကင်းထောက်အဖွဲ့စည်းတွေအနေနဲ့ပါရာမော်တာတက်လာခြင်းကဆလို့ သွားရလမ်းကြောင်းတွေကိုအချိန်နဲ့တပြေးညီဖော်ပြပေးနေတဲ့အတွက်ပြည်သူတွေအနေနဲ့သတင်းတွေကိုနားဆွင့်ထားပြီးလေကြောင်းရန်အသည့်သတိနဲ့နေထိုင်ကြဖို့အတွက်လည်းတော်လိုင်းအဖွဲ့အစည်းတွေကတိုက်တွန်းထားပါတယ်ခင်ဗျာမန္တလေးကငလင်တန်တဲ့နေအိမ်တွေကိုအင်ဂျင်နီယာတွေကကုတ်ထုကိုထကွင်းစင်းစစ်ဆေးပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လင်းတန်းအပြင်းထန်ခံစားခဲ့ရတဲ့မန္တလေးမြို့မှာဒေသတွင်းအင်ဂျင်နီယာတွေစုဖွဲ့ပြီးနေအိမ်တွေကိုဆက်လက်နေထိုင်ဖို့တင့်မတင့်ကိုထူကိုထဆစ်ဆေးပေးနေတယ်လို့မန္တလေး Aquat in Assessment Group MEAGC ကတီးရပါဗျာ။ လက်ရှိမှာအစအဦးရဲ့ခိုင်ခံ့မှုကိုဒေတာတွင်အင်ဂျင်နီယာတွေကစစ်ဆေးပေးနေပြီးတစ်ဖက်မှာလည်းမြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနဲ့မန္တလေးမြန်မာအင်ဂျင်နီယာဆိုဆိုက်တီ MBS ကိုစစ်ဆေးခွင့်တင်ထားရပြီးတရားဝင်ခွင့်ပြုမိတ်မကျသေးပေမဲ့နားလည်မှုနဲ့ကွင်းစင်စစ်ဆေးနေပြီဖြစ်တယ်လို့သိရပါဗျာ။ အင်အားပြင်းငလင်ကြောင့်နိုင်ငံတွင်းထိခိုက်ဆုံးရှုံးမှုများပြားနေတဲ့ကာလမှာဘဲကူညီကယ်ဆယ်ရေးအဖွဲ့အစည်းမဆိုတီးခြားလွတ်လပ်စွာရပ်တည်ပြီးစောင့်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံရမယ်လို့စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကဧပြီလ9ရက်နေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာညွှန်ကြားထားပါတယ်။လက်ရှိအချိန်ထိမန္တလေးမြို့တွင်းကနေအိမ်600ကျော်ဟာသူတို့အိမ်တွေကိုစစ်ဆေးပေးဖို့အစီအစဉ်ပေးထားကြောင်းသိရပါတယ်။ ဒါအပြင်ဆက်ယုံတဲ့အများသုံးအဆောက်အဦတွေကိုလည်း RC structure concrete steel structure လဲစစ်ဆေးပေးနေကြောင်းကွင်းစင်းစစ်ဆေးပေးနေသူတူကပြောပါတယ်။မြို့ရဲမှာရှိတဲ့အဆောက်အဦတွေခိုင်ခန့်မှုကိုစီစစ်ဖို့အတွက်ဧပြီလ9ရက်နေ့မှာမန္တလေးမြို့က engineer 86ဦးအစည်းအဝေးပြုလုပ်ပြီးတဲ့နောက်ဧပြီလ9ရက်နေ့ကစတင်လို့အဖွဲ့12ဖွဲ့ခွဲပြီး engineer 90ဦးနဲ့အင်ဂျင်နီယာရောက်အဆောက်အဦခိုင်ခန့်မှုကို ကိုထူကိုထမိမိစရိတ်နဲ့စစ်ဆေးပေးနေတာလို့သိရပါဗျာ။ လက်တလောချီနေရတော့မန္တလေးမြို့မှာပဲကွင်းစင်ပေးနိုင်မှာဖြစ်ပြီးငလင်တန်တင့်ခဲ့တဲ့စကိုင်းမြို့မှာလည်းဒေတာတွင်အင်ဂျင်နီယာတွေရှိရင်ချိတ်ဆက်လုံဆောင်နိုင်တယ်လို့ MEG အဖွဲ့ကပြောထားပါဗျ။လက်ရှိမှာအင်ဂျင်နီယာတွေကကိုထုကိုထကွင်းစင်စစ်ဆေးပေးနေပြီးနေရာထိုင်ခင်းအစားအသောက်၊သွားရေးလာရေးကိစ္စတွေမစီစဉ်ပေးနိုင်တဲ့အတွက်မိမိကုန်ကျစရိတ်နဲ့လှူအားပေးနိုင်မဲ့အင်ဂျင်နီယာများစွာလိုအပ်နေသေးကြောင်းလည်းသိရပါပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ ပုတ်ရမ်းမင်းကြီး Francis ကျမ်းမာရေးတိုးတက်လာပြီးအများပြည်သူရှေ့ပြန်ထွက်လာတဲ့တဲ့ရင်ကိုမြစည်းမဝိုင်းတော်သူမက်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ်။အိုယမ်မင်းကြီးဖန်ဆာပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကြောင့်ဆေးရုံတက်ကူတာမှုခံယူအပြီးနှစ်ပတ်အကြာဧပြီလ6ရက်နေ့မှာဗာတီကန်ယင်ပြင်ကဝိပုစုတောင်းပွဲမှာအများပြည်သူရှိကိုရုတ်တရက်ပြန်ထွက်လာခဲ့ပါတယ်။ မင်္ဂလာရှိတဲ့တနင်္ဂနွေနေ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဘီတက်ကလထိုင်ပေါ်ကအသက်88နှစ်အရွယ်ပုံရဟမင်းကြီးကစိမ့်ပီတာရင်ပြင်မှာပြုလုပ်တဲ့ဝိပုစုတောင်းပွဲမှာပြောကြားခဲ့ပါတယ်။နှာခေါင်းပိုက်တတ်ထားတဲ့ပုံရဟမင်းကြီးရဲ့အတန်ကကွဲရှာရှာဖြစ်နေပေမဲ့မတ်လ23ရက်နေ့မှာဂျယ်မီလီဆေးရုံကဆင်းခါစာကထက်အတန်ပိုကြည်လင်လာပါတယ်။ပုံရဟမင်းကြီးကိုအများပြည်သူရှင်မဖေဖော်ဝါရီ14ရက်နေ့ကနောက်ဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပုံမှန်အတိုင်းသာဆိုရင်ပုံရံမင်းကြီးကအသက်အရွယ်ဆိုရင်ရတဲ့ယောဂဝေဒနာခံစားရအပြီးနှစ်လအကြာတည်းအခမ်းအနားတွေတက်ရောက်တာလူစုလူဝေးနဲ့တွေ့ဆုံတာတွေမဟုတ်ဘဲအနားယူရမှဖြစ်ပါတယ်။ဒါပေမဲ့ပုံရံမင်းကြီးကဧပြီလ6ရက်နေ့ကအရိယင်မြတ်မဝိပုစုတောင်းသူတွေနဲ့တွေ့ဆုံပြီးကောင်းချီးပေးခဲ့ပါတယ်။ဒါကကဘာတဝန်းကခရစ်ယာန်ဘာသာဝင်နေအစ္စလာမ်ပွဲကျင်းပဖို့နှစ်ပတ်အလိုမှာကျမကြီးပြန်လဲကောင်းမွန်လာကြောင်းအာတပ်ဖွဲ့သတင်းစကားပါလိုက်တာလည်းဖြစ်ပါတယ်။ ယောဂကုသခံရနိုင်ခြင်းကိုရှော့ချနိုင်ရေးအတွက်လူစုလူဝင်နဲ့တွေ့ဆုံတာတွေကိုရှောင်ကြဉ်မှုဆရာဝန်တွေကအကြံပြုထားပေမဲ့ပုံရံမင်းကြီးကတော့ဝေပြုစုတောင်းသူတွေနဲ့တွေ့ဆုံမှုစိတ်အားထက်သန်နေခဲ့ပါရဲ့ရှင်။ရေခဲမြစ်တူတွေကပါကစ္စတန်မြောက်ပိုင်းမှာရေပုံမှုရရှိရေလှုပ်ဆောင်ပေးနေတဲ့တဲ့ရင်ကိုကြည့်လိုက်အောင်ပါ။ ပါကစ္စတန်ကတနစ်ပတ်လုံးရေခဲနေတဲ့အလွန်မြင့်မားတဲ့တောင်ချေရင်ကရေခက်ခဲနဲ့ကြုံနေရတဲ့လေသမားတွေဟာသူတို့ကိုယ်ပိုင်ရေခဲမျှော်စင်နေဖန်တီးပြီးဖြည့်ရှင်နေကြပါတယ်။ကမ္ဘာဒုတိယအမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ K2 ရဲ့ဝေးလံခေါင်ဖျားတဲ့ဒေသမှာရာသီဥတုပူနွေးလာတာကြောင့်နှင်းကြတာတွေယုံနေလာပြီးနောက်ဆက်တွဲအနေနဲ့ရာသီအလိုက်အရေးပြောတာတွေကြောင့် Gigic Ballistan တောင်ကြားလွင်ပြင်ကရွာကိုရေပေးနေပါတယ်။ ကကကိုရန်တောင်တန်းကြီးကအရေးမိုးထားတဲ့အမြင့်2600မီတာ8200ပေမှာရှိတဲ့စကာဒူတောင်ကြားလွင်ပြင်ဒေသကလယ်သမားတွေဟာသူတို့ရဲ့ပန်းသီးနဲ့တရုတ်စည်းသည်ခြံတွေကိုဘလို့ရေတွင်းစိုက်ပြရမယ်ဆိုတာကိုအွန်လိုင်းမှာရှာဖွေခဲ့ကြပါတယ်။ကျွန်တော်တို့ရေခဲမြစ်တူကြီးတွေကို YouTube မှာတွေ့တွေ့တယ်လို့ Gulan Hinder Hashmi က AFP ကိုပြောပါတယ်။ တို့နဲ့ကီလိုမီတာ200လောက်မဝေးတဲ့ကင်းထူထူထက်ထက်ချထားတဲ့နေကြားတစ်ဖက်လက်ထက်ကပတ်ဝန်းကျင်ထိမ့်သိမ့်ရေးတမနဲ့အင်ဂျင်နီယာစိုနန်ဝမ်ချက်တင်ထားတဲ့ဗီဒီယိုကိုတို့ကြည့်ခဲ့ကြပါတယ်။သူကဒီနည်းပညာကိုလွန်ခဲ့တဲ့10နှစ်ကပြုလုပ်ခဲ့တာပါ။ခြောက်နဲ့ကရေတွေကိုပိုက်နဲ့ရွာတွေကိုတွဲယူတယ်။ပြီးတော့ရေခဲမအောင်ရောက်နေတဲ့စောင်းရာတီမှာဒီရေတွေကိုလေးတွေကိုဖြန်းပေးတယ်။ အပူချိန်၃ညအောက်ကြာသွားတဲ့အခါဒီရေတွေကလေထဲမှာပဲခဲသွားတယ်။ဒါနဲ့ပဲသူတို့ကရေခဲမျောစင်တွေဖြစ်သွားကြတယ်လို့ဘာလစ်စတန်တက္ကသိုလ်ကပေါမောခဇာကီယာဟူစိန်ဇာကီယာက ပြောပါတယ်။ကရော့ချွန်ပုံစံဖြစ်နေတဲ့ဒီရေခဲတွေဟာဗုဒ္ဓဘာသာစီရီနဲ့တူပါတယ်။သူတို့ကရေကိုတိုးလောင်ထားပေးပြီးရွေဥရာတီအပူချိန်မြင့်လာတဲ့အခါတဖြည်းဖြည်းအရေပျော်ပြီးတဲ့နောက်ရေပြန့်ရတာဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါင်စေ4460ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1583.15ချက်ပြင်ပပေါက်စဉ်3345ချက်ယူရိုပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1310.42ချက်ပြင်ပပေါက်စဉ်4926ချက်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်67.34ကျပ်ပြင်ပပေါက်စဉ်129.58ကျပ်လေရှားတရင်ကိကို စစ်ကောင်စီတပ်မတ်စင်483.61ကျပြင်ပပေါင်စင်1005ကျပေါင်းစည်းရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စဉ်56သိန်း1000ကျပ်ပြင်ပပေါင်းစဉ်68သိန်း9000ကျပ် စကားပဲဒီချက်သားကိုရွှေကုံတဲ့တင်းသတ်မှတ်စီ52သိန်း5985ကျပ်ပြင်ပပေါင်စီ64သိန်း8000ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်1လီတာကို2580ကျပ်ပရီမီယံဒီဇယ်1လီတာကို3190ကျပ် အောက်တိတ်92လီတာကို3000ကျပ်အောက်တိတ်95လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6855ကျပ်ပြင်ပပေါက်ဈေး1000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ မြစီမပရိုင်တိုင်းမြစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ